အာထုတ်ရင်အမြင့်ဆုံးဘာရတယ်လဲလို့ပြောရင်အရိယာဖြစ်တဲ့နိဗ္ဗာန်ကိုရောက်ဘာရလဲအရိယာဖြစ်ပြီးနိဗ္ဗာန်ရောက်ပါတယ်ဗျာအရိယာဖြစ်ပြီးနိဗ္ဗာန်ကိုရောက်တယ်အရိယာမဖြစ်တဲ့ပုဂ္ဂိုလ်ဒီဘလောက်ပဲအာပြဲပြီးတော့အော်နေအော်နေနိဗ္ဗာန်ကိုရောက်လားမရောက်ပါဘူးမရောက်ဘူးသူကသူဘလောက်ပဲရရပါလို့ရရှင်ဘုရားပဲပြောပြော ရောက်ရပါလို့ရအရှင်ဘုရားပဲပြောပြောနိဗ္ဗာန်ကိုရလို့ကြောင်းနဲ့ပါတယ် ဆွတောင်းညသူစီအပေါက်သူပြီပြန်လဲစမ်းကြည့်ပေါက်ကုန်လားနော်နိဗ္ဗာန်ကိုရလို့ကြောင်းနဲ့ဆွတောင်းညသူစီအပေါက်လို့နိဗ္ဗာန်ကြီးရမည်ကွယ်မဟုတ်သေးဗါတယ်လေနိဗ္ဗာန်ကွယ်ရမည်နိဗ္ဗာန်ကြီးရမည်ကွယ်မဟုတ်သေးအမတန်ရွှေပြည်နန်းကိုနီးရက်နဲ့ဝေးတဲ့ဗါနဲ့ဝေးနေကြလေနိဗ္ဗာန်နဲ့တူရွှေပြည်နန်းကြီးကတော့ရှိနေတာပဲတဏ္ဍခါဟောမထင်နဲ့ဟုတ်လားနော်ရွှေပြည်နန်းကြီးကတော့ရှိနေတာတော့အမှန်ပဲဒါပေမဲ့ဝေးနေကြတယ် ဘာလို့ဝေးနေတာလဲစိတ်ဝေးလို့ဝေးနေတာဘာဝေးလို့လဲစိတ်ဝေးလို့ပါတယ်ခင်ဗျအဲ့ကြတော့လူတွေရဲ့သဘာဝကိုကြည့်ကြည့် we cannot control our mind စိတ်ကိုမထိမ့်နိုင်ကြထိမ့်နိုင်လားထိမ့်နိုင်ပါဘူးထိမ့်နိုင်ဘူးဟုတ်လား insight meditation လုပ်ပြီးတဲ့ပုဂ္ဂိုလ်ကသူ့စိတ်ကို control လုပ်လို့ရတယ်နော်ထိမ့်လို့ရတာဖျက်လို့ရတာမကောင်းတဲ့တရားကိုပယ်လို့ရတယ်တို့ဘုရင့်ဖြစ်နေတဲ့ပုဂ္ဂိုလ်များရသည်များအကုန်လိုချင်တာပဲမှန်ပါပါဟုတ်လားလိုချင်စရာအရာလေးတွေ့ရင်လိုချင်တယ် သူ့လက်ထဲရောက်သွားရင်တန်ဖိုးမဲ့ရပါနောက်ထပ်တစ်ခုလိုခြင်းမြန်ရောမဖြစ်ဘူးလားဖြစ်တယ်ဒေါသဆက်စရာနဲ့တွေ့ရင်လည်းတန်းပြီးတော့ဘာဘာနေသားညာနေသားနဲ့ဆိုဒေါသတွေလိမ့်ဖက်တော့တာပဲအဲကြတော့နေသားနဲ့မဆိုင်ဘူးအသိဉာဏ်မဲ့ရင်မဲ့တော့ရိုင်းတာပဲမရိုင်းဘူးလားရိုင်းပါတယ်ဗျာရိုင်းတယ်ဟုတ်လားအေးအဲ့ဒါမျိုးဖြစ်တဲ့အကြောင်းမို့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့သာသနာရှိတာနဲ့မရှိတာဘာကွာကလေးလို့ပြောရင် သမတ်ဝိပဿနာစနစ်ရှိမှုမရှိမှုกว่าล่ะပဲဘာစနစ်กว่าလဲဝိပဿနာရှိမှုမရှိဘူးกว่าပါဗျာဒီအတော်သိရှင်းရှင်းလင်းလင်းသိနေရဟုတ်လားနော်မှန်ပါပါဟေးဥစဉ်တို့ကဆိုလေးတန်လေးနဲ့မဟုတ်ဘူးဆိုတာအဲ့ဒါပါပဲနော်လေးတန်လေးနဲ့ဟောပြီးရင်လည်းမရဘူးလားရတယ်ဟုတ်လားလေးတန်လေးနဲ့ဟိုနားထောင်ကောင်းအောင်လေးပြောလို့တော့ရပါတယ်ဒါပေမဲ့လိုက်ပြီးတော့စစ်စစ်ပြီးတော့သိမကျင်အနစ်ကနော်ခုလေးတန်လေးနဲ့ပြောကြည့်လိုက်ရင်တော့ရပါတယ်ဘာလေးပြောလို့ရအောင်လဲ ။ဟောဘုရားရှင်ကိုရောမြတ်သည်သတ္တင်ပြီးတော့တရားအထုတ်တဲ့အခါကျတော့အာလာရရဲ့ခံကိုဝင်ပြီးတော့တရားအထုတ်ခဲ့။ပြီးသွားတဲ့အခါကျတော့ဥဒကရဲ့ခံမှာဆက်ပြီးတော့တရားအထုတ်တော်မူတယ်။ပြောလို့တော့မရဘူး။အဲ့တော့ဝိဝိုင်းနေမဲ့သာဗုဒ္ဓကအာလာရဒီမှာတရားအထုတ်တယ်လုပ်လို့မရဘူးလားရပါတယ်ဗျာရှင်းရှင်းလင်းလင်းမှတ်ထားတယ်ဘာကြောင့်လဲပြောရင်နောက်က new generation ဒီအရေးကြီးတယ် ကြီးသွားတဲ့ပုဂ္ဂိုလ်များကတော့တက်ရွယ်လာတော်တော်ကြီးသွားကြပြီသူတို့မှလည်းပဲအတိတွေကပါသွားကြ။နောက်မျိုးဆက်တက်ကအီလဲလဲမျိုးဆက်တက်ဖြစ်မှသူရတယ်။ဘာမျိုးဆက်တက်လဲ။အီလဲလဲမျိုးဆက်တက်။အီလဲလဲမျိုးဆက်တက်ဝိလဲလဲမျိုးဆက်တက်ဘာပဲသွားပြောလိုက်ပြောလိုက်။ရှင်မြအဲ့ဒါတော့ဗျာ။အဲ့ဒါတော့ခင်ဗျာ။ဒီလိုတော့ငယ်သေးတယ်လေ။ဘယ်သိမလဲအဲ့လောက်ကြီးပြီ။ဟုတ်။အဲ့ကြတော့မြင့်တာမေးတာမဟုတ်သူ့ရဲ့ပုံမှန်လေးမေးလေမြင့်နေခင်းနေတာဟုတ်လားနော်။ အဲ့ဒါမျိုးဖြစ်သွားတဲ့လေအဲ့ဒါကြောင့်မို့ရှင်းရှင်းလင်းလင်းဘာသာရေးပြီးဖြစ်နေတဲ့ဖြစ်နေရမယ်အဲ့ဒီလိုမှမဟုတ်လို့ရှိရင်လူတွေဒီတန်မြရတွေနဲ့ရှောက်သွားရင်ဘုရားဘာသာတော့ဘုရားဘာသာပဲဒါပေမဲ့ဘာဖြစ်နေလဲဘုရားဘာသာမဟုတ်တဲ့ဘုရားဘာသာတွေဖြစ်နေတဲ့ဖြစ်တတ်လားဖြစ်တတ်ဘူးလားဖြစ်တတ်ပါတယ်ဗျာဒီခုနသမိုင်းလေးကိုနည်းနည်းလေးပြီးတော့သုံးသပ်လိုက်ပါဦးနော်အလဟာဒီမှာစပြီးတော့အားထုတ်တယ်ဇန်ခွန်းစင်းရတယ်သူရခြင်းနဲ့တပိညုတဉာဏ်ကိုမရတော့သူ့ကိုစွန့်ထားခဲ့ နောက်ထပ်တယောက်စီသွားအထုတ်တယ်ဇုတိသွားလဲဥဒကစီသွားပြီးတော့အထုတ်တယ်ဇံပနစရစစ်စင်ပြီးရသွားတယ်သဗ္ဗညုတဉာဏ်မရတော့တော့ဘာဖြစ်သွားလဲစွန့်လောက်ထားခဲ့တယ်နောက်ပိုင်းဘယ်ဟုသွားဘယ်ဟုသွားလဲတင်းစဝကင်၅ပါးတို့စီသွားတာဘယ်သွားလဲတင်းစဝကင်၅ပါးတို့စီကိုသွားတယ်အဲ့ဒီကိုသွားတော့လဲလဲကျူးစားပြီးတော့အထုတ်ကြည့်လိုက် ဒါပေမဲ့ပြင်းထန်လွန်းနေတဲ့အခါကျတော့ဝရိယတွေကလွန်ကဲနေတဲ့အတွက်သူဒီမစားပဲမတော့ဖက်တော့အားထုတ်လိုက်တဲ့အတွက်ဒီပုဂ္ဂိုလ်ရဲ့ဘုရားလောင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးဒီအကုန်လုံးပိန်ချုံးပြီးတော့ကြာသွားတယ်တရားတော့ရလားမရပါဘူးမရဘူးအဲ့ဒါကြောင့်မို့ဟာဒီလောက်အားထုတ်တာလည်းဘာမှမရပါလားဆိုဘုရားလောင်းကပြန်ပြီးတော့နင်းနေစားတယ်စားတဲ့အခါကျတော့ပြစ္ဆဝဂီ၅ပါးတော့ကတန်မြတ်ဖြစ် ဘာတမယဖြစ်သွားတော့မစားဘဲနဲ့အာထုတ်တာတော့မှသဗ္ဗညုတဉာဏ်ကြီးမရဘူးဖျားမဖြစ်ဘူးအခုပြန်စားပြီဆိုတော့တို့လူတော့မဟန်တော့ဘူးထားခဲ့ကြသူဆိုပြီးတော့ဘသူတွေကပြစ်သွားကြလဲဇဝဲကြီးကပါပြစ်သွားပြင်စားဝဲကြီး၅ပါးတို့ကနေပြစ်သွားတယ်ပြစ်သွားတဲ့အချိန်မှာတပါးတဲ့အဲ့ဒါမစ္စည်းမပฏิပဒါလမ်းစဉ်မစ်ဒဝီကိုအဲ့ကြမှာတွေ့တာ ဟုတ်လားနော်မစ္စည်းမပฏิပရာဆိုတာမစ္စည်းမကအလေအလက်ပฏิပရာကအကျင့်အလေအလက်ဖြစ်တဲ့အကျင့်မစ္စည်းမပฏิပရာမစ္စဝေနော်အဲ့ဒီလမ်းစဉ်တိုင်းကျင့်လို့ဘာဖြစ်သွားတာလဲဘုရားဖြစ်ပါဘုရားဖြစ်သွားတာပထမကဘာတွေကိုကျင့်နေတယ်လဲလို့ပြောရင်သူကျင့်တာကနှစ်ရက်တစ်ခုကကြတော့ self modification ကိုကျင့်တယ်တစ်ခုက self indulgence ကိုကျင့်တယ်ဘာတွေလဲလို့ပြောရင်ကာမတုခန္တိကလူယောဂလို့ခေါ်တယ် ဖဲအင်ဂျင်ချင်းနဲ့အတ္တကိလမထာလူယောဂလို့ခေါ်တဲ့ဆော်ရဲ့ modification ကိုသူကကြင့်ကြည့်တာကာမဂုဏ်တွေဆိုတာကပျော်ပျော်ပါးပါးနေကြည့်တယ်ဘုရားမဖြစ်ဘူးဖြစ်နိုင်ရလားဖြစ်နိုင်ပါဘူးဗျာနောက်တစ်ခါကမပျော်ဘဲနဲ့ဒီခန္ဓာကိုယ်ကို လုံးဝကိုနှိပ်စက်ပြစ်မယ်ဆိုပြီးတော့ကိလေသာတရားများနလမ်းမထူအောင်နော် ဘာမထူအောင်လဲနလမ်းမထူအောင်ပါတဲ့ဗျာကိလေသာတရားများနလမ်းမထူအောင်အတွက်မစားဘဲမတောက်ဖဲနဲ့ဒီတိုင်းကျင့်ရရလားမရပါဘူးဗျာဒုက္ခသားတွေအဲ့ဒါမှတ်ထားရမှာဟောလားကိုလည်းပဲအဲ့ဒါမျိုးကြီးဖြစ်တတ်တယ်မဖြစ်တတ်ဘူးလားဖြစ်တတ်ပါတယ်ဗျာဒီလောကမှာတို့ပျော်ပျော်နေမယ်ကွာဆိုနှိမ့်ပြီးတော့ပျော်နေလိုက်နောက်ပိုင်းအပြောလုံးပြီးစောစောသေသွားတယ်မသေးရဘူးလားသေရပါတယ်ဗျာဟာအဲ့လိုဆိုတော့ဘာသာရေးပဲလုံးမှာပဲကွာဆိုပြီးတချို့ကမစားမတော့ခဲနဲ့ဂူပိတ်တာမျိုးတို့ ဟုတ်လားဂူပိတ်ကျင်တာတွေမရှိဘူးလားရှိပါတယ်ဗျာအဲဂူပိတ်ကျင်တယ်အဲတချို့ကလည်းပဲသေးလုံးစားပြီးတော့ဒီသေးလုံးကသားတာရင်တလားလောက်နေမယ်ဆိုပြီးပိတ်ခိုင်းပြီးတော့အထဲထဲမှာဝင်ကြည့်တယ်ရှော့သွားတာတွေမရှိဘူးလားရှိပါတယ်ဗျာအေးအဲ့ဒါဗုဒ္ဓရဲ့လမ်းစဉ်တိုင်းဒီအိမ်ဖိဖြစ်နေတဲ့အရာများအစွန်းရောက်နေတဲ့အရာများ ਨੇ အမှန်တရားကိုရှာလို့ရလားမရပါဘူးဗျာမရဘူးအဲ့ဒါကြောင့်အပျော်အပါးကြီးနဲ့လည်းမရဘူးညင်းစဲလို့ရင်လည်းမရဘူး အပြောပါနဲ့ညင်းစင်မှုရဲ့ကြာမေတ္တဝီကိုရှောင်းပါအလဲလဲလန်းစင်ကိုရှောင်းပါဘယ်လန်းစင်ကိုရှောင်းပါလဲလဲလဲလန်းစင်ကိုရှောင်းပါပါဗျာလဲလဲလန်းစင်ကိုရှောင်းရင်လိုရာလည်းမရောက်ဘူးလားလိုရာရောက်ပါတယ်ဗျာအပြစ်လည်းမกินဘူးလားပြစ်กินပါတယ်ဗျာဒီမဲဒီပလင်တက်တာကိုပဲကြည့်ဦးစင်ကမေတ္တဝီရှောင်းလို့အန်ရကင်းကင်းနဲ့တက်တယ်ဟုတ်လားနော် ီဘက်တစ်ချမ်းသွားရင်လေလူတွေတက်နေမိကုန်မှာဟုတ်လားဒီဘက်တစ်ချမ်းသွားရင်လေလူတွေတက်နေမိကုန်မှာလူတွေတက်နေမိကုန်မှာအလေကောင်ကျတော့ကိုလန်းလေးကြိုင်လျှောက်လာတော့ဘာဖြစ်လဲဘာမှမဖြစ်ဘူးဒီပလင်းမကြီးရောက်လာတာအဲ့ဒါမစ်ဒဝေးဆိုတာအဲ့ဒါလေနော်တဖက်ဖက်ကိုအစွန်းကြီးသိပ်ရောက်နေလို့ရှိရင်မရတော့ဘူးရလားမရပါဘူးအဲ့တော့ဖရာဘာကြောင့်ဖရာဖြစ်လာတာလေပြောရင် မစ္စည်းမပฏิပလာအလေအလက်ကျင့်စဉ်ကိုကျင့်လို့ဘာဖြစ်တာလဲဘုရားဖြစ်တာပါဗျာဘုရားဖြစ်လာတာအဲ့ဒါကြောင့်မို့ဘုရားဖြစ်ဖို့ရတဲ့သူ့ကိုအကူအညီပေးတဲ့သူ့ကိုလမ်းညွှန်ပေးတဲ့ဘုရားရှိသလားလို့မေးစရာရှိရှိသလားမရှိပါဘူးဗျာအာလာရာသူ့ဆရာတော့ဆရာဒါပေမဲ့ဘုရားဖြစ်အောင်ဒီလိုပေးနိုင်လားတော့မပေးနိုင်ပါဘူးဗျာဥဒကပေးနိုင်လားမပေးနိုင်ပါဘူးဗျာဥဒကလည်းမပေးနိုင်ဘူးပြင်စားဘွက်ကြီး၅ပါးပေးနိုင်လားမပေး ဘုရားဖြစ်အောင်ဘယ်သူပဲလုပ်ရဘုရားပဲလုပ်ပါဘုရားတိုင်းပဲလုပ်ရတာအဲ့ဒါကြောင့်မို့တို့ကဗုဒ္ဓကိုအားကြရမယ်တင်ပါဘုရားဘဝမှာအောင်မြင်ရင်လည်းဆိုရင်ဘယ်သူမှအားကိုးနေလို့မရဘူးရလားမရပါဘူးဘုရားလောကဖြန့်နေလို့လည်းမရနော်ရလားမရပါဘူးဘုရားတောင်းနေလို့လည်းရလားမရပါဘူးဘုရားကိုကိုတိုင်းလုပ်မှရဘာမှရလဲကိုကိုတိုင်းလုပ်မှရတာပါဘုရားအဲ့ဒါကိုအခြေခံသေးသေးချာချာသိရမယ်အဲ့ဒါမှ net တွေ debt တွေရရရရော့သွားမှာ ဟုတ်လားနော်မှန်ပါပါကိုကိုတိုင်မလုပ်ခဲနဲ့ရရလားမရပါဘူးဗျာဘုရားတောင်းမှဟုတ်လားကိုကိုတိုင်လုပ်လို့ဘုရားဖြစ်တယ်မှန်ပါပါဗျာအေးအဲ့ဒီကောင်းကြီးရဲ့အောက်မှာကြည်ကြည်လိုက်လို့ရှင်ဟုတ်လားဗုဒ္ဓရဲ့လမ်းစဉ်အတိုင်းလိုက်ကြမယ်ဆိုလုံးလဝရိယနဲ့ကျူးစားပြီးတော့အားထုတ်ကြမှာအောင်မြင်မှုဆိုတာရတာဟိုတောင်းတဒီတောင်းတနဲ့လုံနေုံနဲ့အောင်မြင်မှုရနိုင်ရလားမရနိုင်ပါဘူးအဲ့လိုမျိုးဖြစ်နေရင်တောင်းတမှုတွေလွန်ပြီးတော့နန်းကျော်တွေလွဲကုန် အဲ့ဒီပုဂ္ဂိုလ်များဒီဘာတွေလဲပြောရင်ဘုရားဘာသာမဟုတ်သောဘုရားဘာသာတွေဘာတွေလဲဘုရားဘာသာမဟုတ်သောဘုရားဘာသာတွေပါဗျာဘုရားဘာသာမဟုတ်တဲ့ဘုရားဘာသာတွေအဲ့ဒီဘုရားဘာသာမဟုတ်တဲ့ဘုရားဘာသာတွေလွန်ကျူးတတ်တဲ့အရာလေးတွေကဘယ်နှမျိုးလောက်ရှိလဲလို့ပြောရင်ဒီမဲ့ဥစဉ်စူးစိထားလိုက်တာလားတိဘုရားဘာသာနဲ့နှက်ကိုးွယ်မှုတဲ့ဘာတယ်လဲ နှစ်နဂိုးပွဲမှုပါဗျာနံပါတ်နှစ်ကတော့လုံးလားမရှိဘူးနတ်မကူတဲ့ဗါတယ်လေလုံးလားမရှိဘူးနတ်မကူပါဗျာနံပါတ်3ကတော့မွေးနေ့မွေးရက်တဲ့ဗါတယ်လေမွေးနေ့မွေးရက်ပါတယ်ဗျာနံပါတ်4ကရုပ်ပွားနေ့နေ့နံနံပါတ်4ကရုပ်ပွားနေ့နေ့နံပါတ်5ကနံပါတ်5ကထူတောင်းမပြည့်ရခြင်းအကြောင်းရင်း၅မျိုးတဲ့ဗါတယ်လေနောက်တော့ကသုတောင်းပြရခြင်းရဲ့အကြောင်း၅မျိုးနောက်ကပါတယ်လေ သေပြီးနောက်ခင်မသည့်အယူဆများတဲ့ဗါတယ်လေသေပြီးနောက်ခင်မသည့်အယူဆများပါဗျာအေးအဲ့ဒီဟာမျိုးခုနှစ်ချက်လောက်ဥစဉ်ကဒီတရားပွဲမှာရှင်းပြပါနော်ရှင်းပြပါဆိုတော့ဥစဉ်ရဲ့ဌာနအရကတော့တိချာလေးမှတ်သိခြင်းနဲ့မှတ်ပြီးတော့ကိုယ်ဘဝလေးကိုချဲ့ပြီးတော့သုံးသိခြင်းနဲ့ ဘာကြောင့်လဲပြောရင်ဦးဇင်းတို့ဟောရတာလည်းပဲအချိန်ချုံးတာမဖြစ်အောင်နာရတဲ့ပုဂ္ဂိုလ်များလည်းပဲဒီလိုကြီးလာပြီးထိုင်မှုလွယ်လားလွယ်ပါဘူးဗျာကိုယ်အိမ်မှာထိုင်ရသလောက်ရတာပါရဲ့လားပါပါဘူးဗျာကိုယ်အိမ်မှာဆိုကြာနာခုံနဲ့ဟောလားနော်စီကုံနဲ့ကြာနာထိုင်လို့မရဘူးလား